ွာလူတန်ပေါင်းများစွာတယ်85ရာခိုင်နှုန်းသောလူတွေအမေကိုပို့ချစ်ခင်ကြတယ်အမေကတက်ပြီးပြီးမွေးဖောက်ပြီးတယ်ဆိုပေမဲ့အမေဆိုတာကိုသားသမီးတွေရဲ့ရှင်ထဲမှာပို့ပြီးလေးနေတယ်ထင်ပါတယ်မှန်ပါတယ်အမေမြစ်တာကြီးမားပါတယ်ဒါပေမဲ့ကျုပ်ကယခုအဖေအကြောင်းကိုပြောပြပါရစေအဖေဆိုတာလေ သူ့ဘဝမှာအမိန်နဲ့တူတူတတ်မှတ်ဆန်ချင်တဲ့အညီအချင်းမခံရပါနဲ့။သူရှင်ထဲမှာမုန်းနေမယ်ထင်နေလား။ဟင်။တာတမီနဲ့ကိုစနီမရအတွက်ဆိုရင်အဖေကဘလို့အလုပ်ပဲဖြစ်နေပါစေ။သူမရှက်တဲ့သူပါ။ဥမာနဲ့ပြောမယ်ဗျာ။တချို့လူတွေကဥမာနဲ့ပြောပြမှနားလေ။တင်ခေါ်နေတဲ့အဖေဆိုတာဟိုးတစ်ချိန်ကလူယူအရွယ်သူ့မသူများအင်းသာချင်းတူခိုင်းတူပါမလား။ လုပ်ပါမလားရှက်တာဟုတ်ဗျာယခုသူသားမီးတွေအတွက်ဆိုသူလုံရဲနေအဲ့ဒါသူသားမီးတွေစာဝင်နေရတဲ့သူမရှက်တတော်တာပါတခြားတွေ့ကြည့်ကိုချင်းစာနာမြင်အောင်ကြည့်ပါအဲ့ဒါသူဘဝနဲ့ရင်းနေတယ်